ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာမနေ့ကညနေကလည်းပိတ်မှာပါဝါနဲ့ခံလိုက်ရတယ်ဒီနေ့မနေ့လည်းအပိတ်မှာနှက်ခနဲ့ခံလိုက်ရပါတော့เนาะဒီနေ့ညနေကျတော့ဒက်ဒက်လာမှာကြာเนาะโอเคပါအခုလည်းလက်တော့ site မဟုတ်ဘူးပေါ့เนาะဟိုကနနဲ့ဟိုကနနဲ့ပေါင်းမယ်လို့မဟုတ်ဘူးဒါလည်း လင်နာကြလေးကျွန်တော် site လေးဆွဲပြပေးမယ်နော်အချင်းမိတ်ဆွေများအနေနဲ့ကအခုကျွန်တော်ဆွဲပြပေးမယ်ဒီကလင်နာမှာပေးထားတဲ့ပုံစံလေးတိုင်းပေါ့နော်ဆွဲပြပေးမယ်ကြိုင်နေတက်တယ်ဆိုလို့ရှိရင်လက်မလေးတွေကိုစီနှိပ်ပြီးမှပါပေးခဲ့ကြပါအောင်လို့နောက်ဘက်ကနေတောင်းဆိုပါရနော်စိုက်ကဘယ်လိုလဲဆိုရင်ကျွန်တော်စလိုက်အောင်နော် ိုက်ကဒီမှာကျွန်တော် ပိုင်းအောင်ဝိုင်းလေးဝိုင်းလိုက်မယ်ပိုင်းအောင်ဝိုင်းလေးဝိုင်းလိုက်မယ်ဒီပိုင်းအောင်ဝိုင်းထဲမှာရှစ်လေးဆိုပြီးတော့ရှစ်နော်ရှစ်လေးဆိုတဲ့ကဏ္ဍလေးရှိမယ်ဒီဒီမှာပိုင်းအောင်ဝိုင်းလေးထပ်ဝိုင်းလိုက်မယ် ဲ့ဒီအဝိုင်းထဲမှာလည်းရေရှစ်ဆိုတဲ့ကဏ္ဍလေးရှိရပေါ့နော်ကျွန်တော်အကွာဝေးကိုတော့မပြောပြတော့ဘူးနော်ဒီရှစ်လေးနဲ့လေးရှစ်အကွာဝေးကိုတော့ကျွန်တော်မပြောပြတော့ဘူးကြာနေမှာ ဆိုလို့ပေါ့နော်အကွာဝေးကတော့အတူတူလာမှာပေါ့နော်အဲ့တော့ဒီကနန်းတင်တာလေးကနည်းနောက်ကျတယ်ပေါ့နောက်ကျဆိုတာလည လိုမျိုးလေးပေါ့နော်ဂလန်လေးရှာညှိရတာပေါ့နော်ဒီဂလန်တကွက်ရအောင်ဆိုမလွယ်ဘူးပေါ့နော်ဒီအခုဆိုဒီလိုကလင်နာဆိုရင်ကြည့်ရတာမျက်စိရေပြာတော်ပြာတယ်ပြီးခေါင်းလေးတော်မူတော်မူရေဒီတူအောင်လိုက်ရှာတာကွာတူအောင်လိုက်ရှာဆိုဒီဂလန်တိတိလေးကိုလိုက်ရှာဆိုတော့အဲ့ဒါကြောင့်နည်းလေးနောက်ကျရေပေါ့နော်ဒါကျွန်တော်ဒီဒီရှစ်လေးကဒီမှာ လေးရှစ်ဆိုပြီးတော့သွားတယ်ပေါ့နော်အဲ့လိုလေးပေါ့နော်လေးရှစ်ဆိုပြီးတော့သွားတယ်ပြီးအဲ့ဒီလေးရှစ်ကကြတော့ဒီမှာလေးရှစ်ဆိုပြီးတော့ပြန်လာမယ်နော်ဒီလေးရှစ်ကဒီမှာလေးရှစ်ဆိုပြီးတော့ပြန်လာတယ်နော်ကျွန်တော်ဒီအောက်မှာလဲအဲ့ပုံစံလေးတိုင်းရှာမယ်ပေါ့နော်အဲ့ပုံစံလေးတိုင်းရှာမယ် အောက်မှာတော့ကျွန်တော်အပြတ်ရအောင်ဝိုင်းဝိုင်းလိုက်မယ်နော်ပြရန်ဝိုင်းထဲမှာငါးကိုဆိုတဲ့ကဏ္ဍရှိမယ်နော်အဲ့ဒီငါးကိုနဲ့တဏ္ဍမနော်အပေါ်ကလေးရှင်းနေကဘလောက်ကွာချလဲဆိုလို့ရှိရင်ရှစ်လေးရဲ့အောက်ကနေရေးလိုက်မယ်ဆိုရင်1 2 3 4ငါးကွာချတယ်ငါးကွာချတယ်ပြီးနောက်ထပ်ကျွန်တော် ဒီမှာအပြည့်အောင်ဝိုင်းလေးဝိုင်းလိုက်မယ်ဒီမှာလည်း9ခုဆိုတဲ့ကဏ္ဍလေးရှိတယ်ဒီ9ခုကလည်းဟုတ်ဒီအပေါ်က၄၈ပါဒီလိုလေးပါသူ့ရဲ့အကွာအဝေးကိုရေးလိုက်မယ်ဆိုရင်1 2 3 4 5ခွက်ပဲဒီမှာလည်း9ခွက်ပဲเนาะအကွာအဝေးကျန်တူတူပဲအဲ့မှာလည်း9ခုဆိုတဲ့ကဏ္ဍလေးတွေ့မယ်เนาะ9ခုဆိုတဲ့ကဏ္ဍလေးတွေ့မယ်အဲ့ဒီမှာလည်းဒီအကွာအဝေးလေးကိုဒီ၄၈အကွာအဝေးလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီနှစ်၃၄၅ွက်၅ွက်ရဲ့အောက်မှာဆိုဒီမှာပြရန်ဝိုင်းလေးထပ်ဝိုင်းလိုက်မယ်အဲ့တော့ပြောချင်တာကဒီ၅ပုံမှန်တော့လေးရှိက၈လေးရလေး၈လေးလေးရှိလေးရှိဆိုပြီးလာပါတော့ဒီမှာလဲကျွန်တော်က59 59 59မဟုတ်ရင် ငါးကိုလာမလားပေါ့နော်အပေါ်က၄ရှစ်ပုံစံလေးတိုင်းလာမလားပေါ့နော်အဲ့တော့၄ရှစ်ပုံစံလေးတိုင်းပဲလာမှာဆိုရင်ဒီနေ့ညနေက၉ငါးငါးကိုပေါ့နော်၉ငါးငါးကိုကစားမယ်ဒါလေးကတော့ပုံစံတစ်မျိုးလေးပေါ့နော်ဒါလေးက site တစ်မျိုးနောက်ထပ်ကျွန်တော် site တစ်မျိုးထပ်ပြပေးမယ်နော်နောက်ထပ်တစ်မျိုးကကြတော့သူက ဝါရောင်လေးနဲ့ပဲပြပေးမယ်နော်ဝါရောင်နဲ့နောက်တစ်ခုကိုကျွန်တော်လေးတောင်ခွက်တယ်ပြပေးဝါရောင်ကလည်းနည်းနည်းမှိန်လို့ပေါ့နော်အဲ့ဒါကြောင့်လေးတောင်ခွက်စိုက်ကလေးပေါ့နော်ပထမပြတာကဝိုင်းလေးပေါ့နော်ဒါလေးတောင်ခွက်ကလေးဒီမှာ26ဆိုတဲ့ကဏ္ဍရှိမယ်နော်26ဆိုတဲ့ကဏ္ဍရှိမယ်အဲဒီနားမှာတစ်ချက်က လိုလေးဆက်လိုက်အောင်နှစ်ချောက်ဆိုတဲ့ခဏရှိမယ်ပြီးရင်ဒီမှာလဲဒီမှာလဲနှစ်ချောက်ဆိုပြီးတော့ရှိမယ်ဒီမှာလဲနှစ်ချောက်ရှိမယ်ပြီးရင်ဒီမှာလဲမလဲနှစ်ချောက်မလဲနှစ်ချောက် တစ်ခုကဒီမှာဒီအပေါ်ကအပေါ်ဆုံးက2 6ရဲ့ဘေးမှာစာရေးလိုက်မယ်1 2 3 4ကွက်ချမှာဒီမှာ၄ဆိုရဲခဏရှိမယ်နော်၄ဆိုရဲခဏရှိမယ်ဒီအောက်က2 6မှာလဲအလဲအလဲက2 6ပေါ့နော်အလဲက2 6မှာလဲ4ကွက်ချလိုက်ရင်ဒီမှာ၄ဆိုရဲခဏရှိတယ်ဒီအောက်ဆုံးကပိုင်းအောင် နှစ်ချောက်တည်းမှာဆိုလို့ရှိရင်လည်းအဲပန်းရောင်နှစ်ချောက်ပေါ့နော်အဲနှစ်ချောက်ရဲ့ဘေးမှာဆိုလို့ရှိရင်လေးကွက်ချလိုက်မယ်ဆိုလို့ရှိရင်ဒီမှာလေးရှစ်ဆိုပြီးတော့ဖြစ်မလာပေါ့နော်လေးရှစ် ရောင်လေးတူနေလို့เนาะရောင်လေးခွဲလိုက်မှာပေါ့เนาะအစင်းရောင်လေးရတက်တက်တဆိုင်ပေါ့เนาะနှစ်ချောက်လေးရှိမလေးနှစ်ချောက်လေးရှိ ဒီမှာလဲ2648အပုံစံလေးတိုင်းမယ်ဆက်ပေးမလားဗောနော် အဲ့တော့20ရက်5လ2025ညနေ6နာရီခွဲအတွက်ကနှစ်ကွက်ပေါ့နော်နှစ်ကွက်နှစ်ကွက်ကကြတော့ဗာလဲဆိုတော့ကိုငါအာရဲ့ကိုငါအာရဲ့ကျွန်တော်၄၈အာရဲ့ပေါ့နော်ဒီနှစ်ကွက် နေကွက်ကျွန်တော်ချင်းမေဆွေများနော်စိုက်ကလေးကိုကြည့်ရှုပြီးလေ့လာပြီးဆိုလို့ရှိရင်အကြိုက်တွေ့ရင်ကစားပါနော်အကြိုက်တွေ့ရင်ကစားပါကုန်းအားရဲ့၄ရှစ်အားရဲ့ပေါ့နော်စိုင်နေထားတော့ဒီနေ့တိုင်းပဲနော်၄၆၄ရှစ်၄၆၄ရှစ်အဆုံးမှာ၄၆၄ရှစ်ဆိုပြီးတော့ပေးမလားမပေးဘူးလားဆိုတော့ ဒီပြောတတ်ဘူးပေါ့နော်ပြန်အောင်ကြတော့8448ပြန်အောင်ကြတော့59999အဲ့လိုဖြစ်မလားဒါမှမဟုတ်ရင်59ပဲဖြစ်မလားနော်အပါအဖြစ်ပြပါမယ်စင်ညာခုကျွန်တော်ပြပေးတဲ့ site လေးကိုစိုက်နေတက်တယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါနော်ကဲပါညနေပိုင်းအတွက် site လေးကတော့ဒီလောက်ပါပဲညနေပိုင်းမှာတော့ ါဝါနက်ခတ်တွေချိန်မပေးတော့ဘူးနော်အရင်ချိန်မပေးတော့ပါဘူးနှစ်ကွက်ဖြစ်နေလို့နော်နှစ်ကွက်ဆိုတော့ပါဝါနက်ခတ်တွေချိန်လိုက်လို့ရှိရင်နှစ်ကွက်စားဆိုအကွက်တွေများတော့မယ်အမေစီလို့နိုင်ရင်တော့ဒီကိုငားကိုလည်းချိန်တော့ပါဝါနက်ခတ်တွေချိန်ပြီးမှကစားနော်ပြီးတော့၄၈ကိုလည်းချိန်တော့ပါဝါနက်ခတ်တွေချိန်ပြီးမှကစားပါတော့ဒါအမေစီလို့နိုင်မှနော်ဒါမှမဟုတ်နှစ်ကွက်လုံးအဲ့လိုချိန်ပြီးမှမကစားနိုင်ရင်တော့မှမေစီကိုကြိုက်တာကိုပါဝါနက်ခတ်ကလေးတွေ ချိန်ပြီးမှကစားပါနော်โอเคပါကျွန်တော်ချိန်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူဝင်ဆန္ဒတွေတလုံးတော့ဝနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကန်းဆင်ကျင်နိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ချိန်မိတ်ဆွေအားလုံးနော်ကိုယ်စိတ်နှလုံးရှင်ပြောနိုင်ကြပါစေခင်ဗျာဒီနေ့ညနေမှာပါဝါနက်ခတ်တွေမချင်းမဲနဲ့ဒီမိန်းနှက်ကွက်မိပါစေလို့ကျွန်တော်ဆုတောင်းပေးပါရနော်